အားလုံးပဲမင်္ဂလာပါရှင်။အာစင်တူတာဆောင်ရာတာဆောင်ချန်နယ်မှပြန်လည်ကြိုဆိုပါရစေ။ကျမတော့ခင်ဦးဖြစ်ပါတယ်။ဒီနေ့မှတော့ဆ ्याम တကုံခင်ခင်လေးရဲ့ဆ ्याम ဆိုတဲ့ဝတ္ထုရှိကိုဖတ်ပြနေကြတာအပိုင်းခုနှစ်ကိုရောက်ပါပြီရှင်။ခန်းစားနားဆင်ကြည့်ကြပါဦးနော်။အခန်းခုနှစ်ဆ ्याम ကလေးညွတ်မေအဖို့မှလည်းကလေးများနီးတူ တလွန်းလွန်းတတတာနှင့်စိတ်လက်မချမ်းမြေ့နိုင်အောင် ရှိခဲ့ရှာတော့၏ဦးချစ်တောင်းအိမ်မှာခွဲခွာဆင်းလာခဲ့ရသည့်အချိန်မှစ၍သွေးသားအရင်တမျှချစ်ခင်လှသော အပါကလေးနှင့်တကွာမေနယ်လီတို့၏မျက်နှာလေးတွေကိုယ်တာကွက်ကာကွက်ကာထင်မြင်လျက်ရှိပြီးနေမထီထိုင်မထီချင်းဖြစ်ရရှာလေတော့၏မိမိသည်ကလေးများစိတ်မကောင်းမြေဆိုး၍အပြည့်အပြည့်ခွဲခွာထွက်လာသည်ဟုအသိမပေးဘဲ မကြမီပြန်လာမရောရပရိရဲ့ဆောင်ခဲ့ခြင်းအတွက်ကလေးများမှာမိမိအားတမျောမျောနှင့်ရှိနေရှာကြမည်ပြန်ချိန်တန်လောက်၍များမရောက်လာလျင် အကြီးမားကလေးများထက်အပါကလေးမှာမနေတာမထိုင်တာအောင် လွမ်းနာကြနေရှာမည်ဟု အလီလီတွေးမိသောအခါတနာစိတ်နှင့်မျက်ရည်ကလေးတလဲလဲရှိခဲ့လေ၏တို့နှင့်တစ်ခါတစ်ခါလဲမိမိစိတ်မကောင်းခြင်းမှတတ်တာရရစိတ်သောငှာဟဲကလေးတွေပဲ သူတို့ကအပေါ်ဒီလောက်ဆွဆွမြဲမြဲတတိယနေမှာမဟုတ်ပါဘူး။မိဝေးချိတ်မှဆိုသလိုမမြင်နာကြရင်တဖြည်းဖြည်းမေးပြောက်သွားရှာမှာပါ။ခုလောက်ရှိငါကိုတတိယကျင်းမှာရတော့မယ်ဟုယသိစိတ်ဖြေသဘောနဲ့ပေါ်ပေါ်ဆဆတွေးကပြစ်လိုက်လေ။မြို့မေသည်ဥချစ်တောင်းအိမ်မှာထွက်ခွာလာခဲ့ရသည်နော်။ထဝယ်မျိုးတို့ပြန်ရန်မှာလေ။သူမျိုးမှာမိမိစာတီရထံမဟုတ်တော့ကြောင်းပြန်လို့စိတ်မရှိ အခြားအလုပ်တစ်ခုခုရှာဖွေလုပ်ကင်ရန်မှာလဲရန်ကုန်ထက်အလုပ်တွေ့လွယ်သောဌာနမရှိသဖြင့်မိမိအဖို့ပါလာသောငွေကလေးနှင့်ပင်အခန်းတစ်ခုငှားရမ်းနေထိုင်ခဲ့ရလေ၏အလုံးမထွက်လာစား၄၅လမှမူစိတ်ကလေးကလည်းမကောင်းကလေးများကိုလည်းလွမ်းဆော့တရိယာနေခြင်းအလုတ်တွင်စိတ်မဝင်စားနိုင်ပဲအိမ်ထဲမှာသာတကုတ်ကုတ်နှင့်ကုတ်ကာနေခဲ့မိလေသည်တို့နှင့်၄၅၆လထိုင်စားနေသောကြောင့်လည်း ပါခဲ့သမျှငွေကလေးများမှာတစတစအိမ်လာကစားစိတို့နှင့်ကုန်ခန်းသွားခဲ့ရာထိုမှနောက်နေ့နောက်လများအဖို့မူအိမ်စရိတ်နှင့်စားစိတ်များမှာမိမိစုဆောင်းဝယ်ချမ်းထားသောလက်ဝဲလက်စားကလေးများကို ထုခွဲ၍အသုံးပြုရလေတော့၏ဤဒီတွင်လည်းရှေ့အဖို့အလုံးမလုံးဖဲဆက်လက်နေထိုင်ဖို့ခက်ခဲလာကြောင်း သိလာရသဖြင့်မိမိတက်ဆွမ်းသည့်ပညာဖြင့်ចောင်းဆရာမအလုပ်ကလေးများကိုလိုက်လံစုံစမ်းခဲ့ရလေ၏ တို့ရတွင်အလုတ်အကန်ရှားပါ၍ပညာတတ်တွေများနေသောခေတ်တွင်တခါတရံကံအားလျော်စွာလှည့်လက်သောနေရာကလေးတစ်ခုတလေပေါ်ပေါက်လာလျင်လေမိညာစားနှင့်လက်တင်ညာတွေသာအစွမ်းကောင်းရည်သွားတော့ကြောင်းမြို့မိကဲ့သို့ယူယိုသားသားအတိအကျွမ်းအထောက်အခံမရှိသလောက်ရှားပါသောမင်းကလေးမျိုးမှာရှောက်လွာကိုတော်ရထိုးအထားခံရသည်ရာများသဖြင့်အလုံးနှင့်မျက်နှာချင်းဆိုင်ခွေမရှိတော့ဘဲ ရှောက်လွာစက်ကူဘိုးနှင့်ခရီးစရိတ်ချေမှုတို့ဖြင့်ဇရိတ်ကုံလူပန်းဖြစ်နေရလေ၏။တစားတစားနှင့်ရှိသမျှကလေးများလုံမပား၍လာတော့ကြောင်း၂၀အစိတ်တန်အခန်းကလေးကိုလည်းငှား၍မနေနိုင်တော့ပဲ။ကြောင်မြောင်ရဲ့ရှိအတော်ကြီးတူပိုင်တစ်ထက်အိမ်အခန်းငယ်ကလေးတစ်ခုကိုဈေးချောင်ချောင်နဲ့တင့်လျော်အောင်ငှားရမ်းနေထိုင်ခဲ့ရလျက်အလောက်ကိုလည်းအဆက်မပြတ်အေးတကြီးလှိုက်လန်းရှာဖွေရင်းနေ့ရက်တွေကုံဆုံးလာခဲ့လေ၏။တနေ့တနိုင် မျက်နှာဆောင်အိမ်ပြန်လာသောအချိန်တွင် အရှိပန်းကြံထဲတွင်အညောင်းပြေလမ်းလျှောက်နေသော ဖခင်ကြီးဦးချစ်တောင်အနီသို့မေတို့မောင်နှမတစုအရေးတကြီးပြေးလာကြသောကြောင့်ဦးချစ်တောင်လည်းလမ်းလျှောက်မှုကိုခိတရက်ဆိုင်ပြီးသမီးကလေးများပြောမည့်စကားကိုစောင့်စားလျက်ရှိလေ၏တတီမေတို့လီဆ iam မနေတဲ့နေရာကိုတိတ်ခဲ့ပြီးတတီရဲ့ဆ iam မလီအခုအလုပ်လည်းမရှိရှာဘူးတိတ်တနာကြရကောင်းတာပဲတတီရဲ့ မေတို့ဆရာမကိုတော့တွေ့ကျင်လိုက်တာဒယ်ဒီလိုက်ပို့ပါလားဒယ်ဒီရေဟုတ်တယ်ဒယ်ဒီရေနယ်လီတို့ရေဆရာမကိုတွားကြည့်ရအောင်လိုက်ပို့ပါဒယ်ဒီရေဩဟုတ်ကဲ့လားငါသမီးများဘဲကတိလာကြတယ်လေဆရာမလေးဟာထဝဲကိုပြန်သွားရရှာတယ်မဟုတ်လားမပြန်မှုဒယ်ဒီမေတို့သူနေတဲ့လမ်းနဲ့အိမ်နံပါတ်ကိုတောင်းကဆရာမပြောလို့သိခဲ့ရတယ်တောင်းမြောင်းလမ်းအိမ်နံပါတ်မာတဲ့ ဒုက္ခများအလုံးမရှိရှာလို့မေတို့ကြောင့်မှဆ iam အလုံးလို့ဖို့ရှောက်လာပို့လိုက်တယ်။အဲဒီရှောက်လာထဲမှာဇတိစီမှာအလုံးလုတ်ခဲ့ဘူးကြောင်းနာမည်ကောင်းလက်မှတ်ပါရှောက်လာတဲ့အတူပို့လိုက်တဲ့အတွက်ဆ iam ကြီးကမေတို့ကိုပြောပြလို့သိခဲ့ရတယ်ဇတိရဲ့။နေလီတော့ဆ iam ရှောက်လာရဲရလိမ့်ဆောင်မိသွားမှဆိုလို့တခါရဲစားနဲ့ရေးပြီးမှတ်လာခဲ့တယ်။တော့ရအောင်လာပါဇတိရဲ့လိုက်ပို့ပါနော်။ ထိုလူစုတွင် အပါလဲပါဝင်သူတယောက်ဖြစ်ုံမှမကဆီယမကိုအမများထက်ပို၍တွေ့မြင်လို့ရှာတော့ကြောင်းဦးချစ်တောင်အားအရေးတကြီးလိုက်ဖို့ရန်နားပူလေတော့၏အေးအေးဒါဖြင့်လိုက်ဖို့မယ်သွားအဝိစားလဲကြည့်ကြထို့နောက်ဦးချစ်တောင်သည်ကလေးများ၏အလိုဆန္ဒကိုလာရောကကြောင်မြောင်ရဲ့ကျင်းမြောင်ဆုတ်ချသောလမ်းကလေးတစ်ခုတည်းကိုမှန်ကားကြီးတစ်စီးနှင့်ဆက်ရောက်လာသည်ဖြစ်ရာ အပါမှာသူဤဆ iam ကလေးစားရန်မိမိအတွက်လက်ဆောင်ရထားသောချောကလက်တကြားလုံးနှင့်တော်ဖီများကိုစက်ကူအိတ်ကလေးတစ်ခုနှင့်ထည့်ယူလာပြီးမေနစ်နယ်လီတို့လည်းအတီးတီးသောလက်ဆောင်ကလေးတွေကိုစီကိုငါတဲ့ပိုး၍လာခဲ့ကြလေသည်မြို့မဤအိမ်စုပ်ကလေးရှိ၌ကာနယ်ဦးချစ်တောင်းကိုယ်တိုင်မောင်းလာသောအော့စတင်စလွန်ကားချင်းထိုးဆိုင်လိုက်သည့်အချိန်တွင်မြို့မီမှာအကြီးအကျယ်ကန်ဆိုးမိုးမောင်ကျနေကြဖြစ်လေ၏ အကြောင်းမူကားပိမိန်66တာတေရုပ်ပေါက်နေသောမိမကြီးတယောက်သည်အင်းကြီးလက်ပင်ချမိန်တူတူနှင့်စေဖို့လက်ကြီးလက်ညက်ကညှို့မင်နေသောတကားဝါမှမတ်တရက်က အခန်းထဲသို့လက်ညိုကြီးငေါငေါထိုးကထိုးကနှင့်ငစိမ့်တယ်မတာအောင်အာနာဂုံရန်တွေ့နေခြင်းခံရသောကြောင့်ဖြစ်လေ၏ကလေးများမှာဆရာမနှင့်တွေ့ရတော်မူဖြစ်၍ဝမ်းသာသောကြောင့်မှုန်နေကြသောကြောင့်တစုံတရာမကြားလိုက်ရတော့လေအကင်းပါသောဥချစ်တောင်းကား ညီငါအိမ်လာကမပေးနိုင်တာလဲလင်းငါလာရှိပြီနောက်လူတင်မရစေ ပြောင်းပေးပါဆိုတာမပေးဘဲနဲ့ဇွတ်ပေပြီးနေတာဘာကောင်းတယ်လဲအေးနော်ဒါပဲမနဲ့ပြန်ကပြောင်းပေးရင်ပေးမပေးရင်ညီကိုငါကိုယ်တိုင်ဆွဲအချပဲဟုနောက်ဆုံးရာဇတန်ပေးကခြာကနေလှည့်စင်းလာတော့အင်ရှင်မိမကြီးဤပြောတန်ကိုကြားလိုက်ရလေဤကလေးများလည်းကားပေါ်မှအထုပ်ကလေးတွေကိုစီနှင်းအားရဝမ်းသာစင်ပြေကြရှာသည်ဖြစ်ရာ ။ဦးချစ်တောင်ကသူ့တပားအထင်မြင်လွဲမှုကြောင့်ဆ ्याम မကလေးညွတ်မင်းနဲ့မျက်နှာချင်းဆိုင်ရန်အားနာသည့်တကြောင်။အိမ်နာနီးချင်းတို့ကပါနောက်ထပ်တစ်ကြိမ်ထက်ကညွတ်မင်းအပေါ်အထင်လွဲကြမည်ကိုတင်ကြိုစိုးရိမ်ခြင်းကြောင့်တကြောင်။ကလေးများကိုကားတကားဖွင့်ပေးလိုက်ပြီးမိမိမူကားကားပေါ်တွင်ထိုင်ကနေရစ်လျက်ဆင်းရဲဆုပ်ချသောအင်္ဂလိပ်အခြေအနေကိုဂယုဏကြီးစွာနှင့်ကြည်နေမိရှာ၏ထို့အခိုက်မှာပင်အင်ရှင်အတော်ကြီးလည်း တပတ်အခန်းရှိလူများကိုလက်ဟန်ချေဟန်နှင့်ရှာရှိတန်တလောက်ရှာရှိပြီးအာရမှာပြေတော့ပြေတော့ရေရွတ်ကနှစ်ထက်မြရှိသော လေကားမှာဆောင်းဆောင်းအောင်းအောင်းဆင်းလာခဲ့ရာဘွားခနဲ့ခန့်ညာသောမှန်ကားကြီးကိုမြင်ရသည်တွင်ရုတ်တရက်အံ့အားကြီးသင့်၍ကြောင်ကြည့်နေမိလေ၏။ဦးချက်တောင်းလည်းအတော်ကြီးအားခန့်ညာတည်ကြည်သောမျက်နှာနှင့်ခေါင်းငိတ်ငါခေါ်လိုက်လျင် အရှိန်နှင့်လက်နေသောအတော်ကြီးသည် မှန်ကားကြီးအနည်းတို့မရေတရေနဲ့ရောက်လာလေ၏ခမည်းအင်္ဂလာကမရလို့လားဟုတ်ဟုတ်ပါတယ်တထေးမင်းရဲ့ကျမလည်းမုတ်ဆုံးမပါဒီအင်္ဂလာကကလေးနဲ့ဘဝတဝစားနေရပါတယ်အင်္ဂလာကမမှန်မရပေတဲ့ညူနစ်ပယ်ပေးရတဲ့ကွာတာကြီးကတော့မဆိုင်ဘူးရှင်မရရင်တခါတည်းဝရမ်းထုတ်ခံရတယ်ကျုပ်ကလေးတွေရဲ့ဆ iam မကလေးပါဗျာခမည်းငွေကဘလောက်ရเสียရှိနေတလဲ တလ၈ချက်နဲ့ထားတာမပြီးတာ၅လရှိပါပြီတထေးမင်းရဲ့ကဲယော့ယော့ကျုပ်ကပဲပြီးခဲ့ပါမယ်နောက်လဲသူနေခြင်းတလောက်နေပါစေအမလီယာဒန်စက်ကူကြီးပါလားကျေးဇူးကြီးလာပါပြီတထေးမင်းရဲ့ဒီလိုမှမသိလို့ကျမလဲစိတ်ညစ်ညစ်ရှိတာနဲ့ပြောမိပါတယ်စိတ်မရှိပါနဲ့တထေးမင်းရဲ့ကဲကဲသွားတော့ကောင်းလာပါပြီတထေးမင်းဦးချက်တောင်းလဲစေးတန်ကြီးကိုမင်းကြီးတောက်က လောကကြီးအကြောင်းစဉ်းစားရင်တရားကြမိရင်ကလေးများကိုဆိုင်းငံ့လျက်ရှိနေလေ၏ထို့အချိန်တွင်အင်္ဂလိပ်အတွင်း၌လည်းအင်ရှင်ကလူသားသူသားရန်တွေ့သွားတော့ကြောင့်ညမေမှာရှက်ရှက်နှင့်ညိုမဲနေသောမျက်နှာကလေးကိုငုံကဘဝကံကြမ္မာကိုဝမ်းနည်းနေမိစဉ်ဆ ्याम မဟုပြိုင်းတူအော်ကလက်ဆောင်အထုပ်ကလေးတွေကိုစီနှင့်ဝိုင်းဖက်လိုက်ကြသောကလေးများကိုတွေ့ရသောအခါညမေမှာဝမ်းသာဝမ်းနည်းနှင့် ကြောင်ကြည့်နေရမှာရုတ်တရက်ချက်ချင်းဝမ်းနေခြင်းဘက်သို့ရိုင်စင်းသွားရှာလျက်အပါကလေးနှင့်တကွာကလေး၃ယောက်လုံး၏ပကုံးကိုတင်းယုံပွေဖက်ကနန်းရှုပ်လိုက်လျက်ဝမ်းနဲ့ပက်လက်ငိုချမိသည့်တွင် ကလေးများမှလည်းဝမ်းသာဝမ်းနေနှင့်ဆရာမကိုတသိမ်းမဲမဲဖက်ကငိုချရှာတော့၏ရှင်းတို့ကလေးများငိုသောအခါမူကမြုပ်မေသည်မိမိမှလူကြီးဖြစ်၍ကလေးများစိတ်သက်သာရာရအောင်ချုံမုံနှစ်သိမ့်စီရမည်တာဝန်ရှိလာပြန်သောကြောင့် စိတ်ကိုတင်း၍အငိုကိုရက်ဆိုင်လိုက်ကမိမိတစ်ပည့်များကို တွေ့ရသည့်အတွက်ဝမ်းမြောက်ဝမ်းသာဖြစ်တော်အမှုအရာနှင့်မိရိုးကိုဆ ्याम မဒီမနေတာဘသူပြောလို့သိလာကြသလဲတွေ့ရတာဝမ်းသာလိုက်တော့ကွယ်ဆ ्याम မလေးမင်းတို့တနည်းမှမေ့မရပါဘူးဒါပေမဲ့ချာမကိုအပါတိတ်လွမ်းတာပဲချာမကလည်းပြန်လာမယ်ဆိုပြီးလာလဲမလာဘူးဆ ्याम မရဲ့မေရိုးလေး ဆီယမပြန်လာမယ်ချင်းလို့မျှော်လိုက်ရတော့မိုးနေရပဲဆီယမကလည်းမီရိုကိုစားကလေးတစ်စောင်းမှမပေးဘူးနေနိုင်လိုက်တာဆီယမရဲ့နယ်လီဖြစ်ညတိုင်းညတိုင်းအိယာထဲမှာကြိတ်ငိုနေတာပဲဆီယမပြန်မလာတော့ဘူးဆိုရင်လည်းအဆကလေးကပြောပါလားဆီယမရဲ့အေးကွယ်ဆီယမလည်းပြောမလို့ပါပဲဒါပေမဲ့မင်းတို့တွေသိစိတ်မကောင်းဖြစ်နေမှာဆိုလို့မပြောရတာနဲ့တော်အောင်ပြောခဲ့ရတာကွဒါနဲ့အခုမင်းတို့ဘယ်သူလိုက်ပို့တာလဲ ဒဲဒီလိုက်ပို့တယ်လေကားထဲမှာဒဲဒီပါသေးတယ်အော်ဟုဆိုကညွတ်မေမှာဥချစ်တောင်းရှိရာသို့တွား၍နှုတ်ဆက်မြည်ကြံပြီးကမှတစုံတစ်ခုကိုတရိယာက ကိုရှင်တက်၍နေလိုက်ရရှာ၏ဥချစ်တောင်းအိမ်ပေါ်တက်မလာသည်ကိုစဉ်းစားလိုက်သောအခါနောက်နောက်ကသတင်းများကြောင့်မျက်နာပူ၍မလာရှာသည်ကိုစဉ်းစားမိကမိမိကသွားရောက်ခေါ်ငင်ရန်လဲမသိဟုဆင်ကျင်လိုက်ရခြင်းဖြစ်လေ၏။နယ်လီတို့လေ ဆီယမောက်တနေ့မှမမရဘူးတနေ့ရများတွေ့မလားလို့အမြဲကြည့်နေမိတာဒီနေ့မှအနယ်လီတို့ကြောင်းကိုဆီယမရဲ့ရှောက်လွာရောက်လာလို့ဆီယမနေရာကိုသိခဲ့ရတာတိတိကျင်းမဲဒဲဒီကိုစို့အတင်းလိုက်ပို့ဖို့ပူစားပြီးလာခဲ့ကြတာပဲဟောရင်မှာဆီယမဖို့နယ်လီပေါင်းထားဖို့လက်ဆောင်ယူလာခဲ့တယ်မေရလည်းဆီယမဖို့ရေမွေးပလင်းချမအပါကတော့ချမချဖို့ချောကလက်နဲ့တော်ဖီယူလာတယ်ချနော်ချမ ထားပြီးတော့အပါတို့နဲ့ပြန်လိုက်ခဲ့နော်မြုပ်မေမှာ အပါကလေးကို ပွေဖက်နန်းဆိုင်လိုက်ကရှင်နေရင်ဆိုလျဲမျက်ရည်တွေလဲလာပြန်လေ၏ဆ iam မရဲ့မေတို့အင်ပြန်နေပါလားဆ iam မရဲ့ဆ iam မကတော့နေကြပါရဲ့ကွယ်ဒါပေမဲ့မင်းတို့တဲ့ဒီကဆ iam မကို အလိုမရှိတော့ဘူးထင်လို့အမေတဲ့ဒီကဆ iam မကိုသဘောကျပါရဲ့ဆ iam မရဲ့မမီကတော့ပြောလို့မရတာပါ ။နယ်လီကလည်းကွယ်တိသားနဲ့ဒါရီပြောမနေပါနဲ့ဆီယမောက်ကိုဒေဒီတို့အိမ်မခေါ်ထားပေမဲ့မင်းတို့ကျောင်းမှာအလုပ်လုပ်ရရင်လဲအတူတူနေရသလိုပါပဲဒီတော့မင်းတို့ကျောင်းကအလုပ်ကိုရအောင်ကြံပါဆီယမောက်ရေအေးကွယ်ဆီယမောက်လည်းကြံပါမယ်ဒါနဲ့ဒီနေ့မင်းတို့နဲ့တွေ့ရတာဆီယမောက်တော့တိတ်ဝမ်းတာတာပဲကွယ်နောက်လည်းမကြံမကြလာလဲကြနော်ထို့နောက်ဆီယမောက်ညွန့်မင်းနဲ့ကလေးများလည်းတွေ့ရသည်ကိုအာမရနိုင်အောင် မိကိုမစုံမမစုံစကလုံးချင်းမိုးမွန်အောင်ပြောနေကြတော့ကြောင့်အချိန်မီမြကြာသွားသည်ကိုမသိကားဟုတ်နေ၍သတိပေးမှသတိရလာကဟောဒဲဒီခေါ်နေပြီသွားတော့မယ်နော်ဆ iam မဟိုနှုတ်ဆက်၍ထွက်လာကြတော့အခါဆ iam မညွမေလေကလေးများကိုကားအနီးထိအောင်လိုက်ပို့ရင်ဥချစ်တောင်အားလဲဝမ်းနေသောမျက်နှာနှင့်ရိုသေးစွာနှုတ်ဆက်လိုက်လျင်ဥချစ်တောင်ကလည်းခေါင်းပြန်၍နှိမ့်လိုက်ရမှာအော် ဆရာမကလေးအင်းရှင်အတော်ကြီးကိုအင်္ဂလာကငွေတရာပေးခဲ့တယ်။ဟုတ်ပြောလိုက်လေရင်မြို့မေမှာကျေးဇူးတင်၍မဆုံးသောမျက်နာကလေးနှင့်မော်ကြီးလျက်ဝန်းနေသော မျက်ရည်များရှစ်ဝဲလာလေ၏။ကလေးများလည်းထွက်သွားတော့ကားထဲမှလက်ကလေးတပြပြနှင့်ရှိနေကြရာအပါမူကဆရာမတာတာဟု လက်ကလေးမြောက်ပြရင်လမ်းချိုးတစ်ခုတွင်ပြောက်ွယ်သွားသည့်အထိပါသွားရှာသည်ကိုညမေမှာရှင်ထုမနာနှင့် ြံရည်လေတော့တည်းထိုနေ့မှစ၍ကလေးများမှမကြာခဏဥချက်တောင်းကို ပူဇော်၍မိမိတို့ဆံမကလေးနှင့်တွားရောက်တွေ့ဆုံတတ်ကြသည်ဖြစ်ရာဥချက်တောင်းမှလည်းကလေးများဆယ်ချိန်ပူဇော်မှတစ်ခါတည်းရန်လိုက်ပို့ခဲ့ရှာသည်တို့ရာတွင်ပို့တိုင်းပို့တိုင်းဥချက်တောင်းမှမြည်သည့်အခါမှကားပေါ်ကမစင်ခဲ့ကြည်ညွမေကလည်းမြည်သည့်အခါမှမိမိအိမ်ပေါ်သို့တက်လာရန်မခေါ်ဘဲနေလေ၏ အချင်းချင်းမူမစင်းသည့်အကြောင်းနှင့်မခေါ်သည့်အကြောင်းကိုကောင်းစွာနားလည်ကြသောကြောင့်မကြေမနက်မဖြစ်ကြဘဲမိမိတို့ကိုရိုးသားဖြောင့်မှန်ပါလျက်အများအထင်လွဲမှမူကြောင်းယခုလိုမခေါ်ရဲမပြောရဲနေရသည့်အတွက်ပင်ဝမ်းနည်းလျက်ရှိမိကြပြီလျင်လူကြီးဖြစ်သောဦးချက်တောင်းမှလည်းမြို့မေအားတနာချင်းရှင်က အာနာနေလျက်မြို့မေကလည်းဦးချက်တောင်းအားရှူသေးလေးစားသော အာနာချင်းဖြင့်အာနာ၍နေခဲ့ရှာတော့၏ သို့နှင့်ညွမေထံသို့ရောက်ကြသောခောက်ရည်သည်တစ်ကြိမ်က2ကြိမ်2ကြိမ်က3 4 5ကြိမ်ရှိလာသောအခါကလေးများမှရှေးကနဲ့မတူဘဲခြေနဲ့ဝမ်းမြောက်ခြင်း၏အရာတာကိုတိတ်တိတ်ပုံကျိတ်၍ခံစားနေကြရှာလေ၏တခါတခါဆ iam ချန်တို့သွားရမည်ဟုအဝတ်အစားလဲလဲသောအခါလည်းမောင်နှမ၃ယောက်အနက်အငယ်ဆုံးဖြစ်သောအပါကလေးမှကလေးပါဝဝမ်းတာမှုကိုမမျိုးသိမ့်နိုင်အောင်ဖြစ်နေရှာသောကြောင့် အဝိအစားလဲလှယ်ပင်းနေသောအခိုင်းအစေးတငယ်မကလေးများရှိမှပင်ဆီယမထံသို့တွားရမည်စကားဆီယမထံမှပြန်လာခဲ့ကြရသည့်စကားများကိုအမှုမဲ့အမှတ်မဲ့ထွက်သွားမိသည်ဖြစ်ရာအမနှစ်ယောက်ကရှီးခနဲရှဲခနဲအချက်ပေးမှန်မဲလိုက်မှသရိယာကရှာကလေးထုတ်၍ဂုတ်ကလေးကိုတိုးဝင်မိသားလေသည်တို့နှင့်ပင်တစားတစားညွတ်မေထံသို့ရောက်ကြသောအခောက်ရီများလာသောအခါညွတ်မေသည်သောရက်ွက်ကလေးကလည်း အနှဲငယ်ကယူဆ၍ကြီးစားပြူလာကြပြီးအိမ်တွင်းရှိအစေကံမကလေးများကလည်းကလေးများဆ ्याम မညွမေအိမ်တို့မကြခဏသွားကြကြောင်းရေးမိစပြူလာကြလေ၏ထို့ကြောင့်တချိန်တွင်ဒေါခင်ငင်ကြီး၏လက်ပါစီအလိုတော်ကြီးဖြစ်သောအစီကံမကလေးတယောက်သည် အပါကိုအယုံသွင်းကအကျိုးလိုရောင်နှင့်အမျိုးမျိုးအယုံသွင်း၍အေးအောင်မေးရာရှိုးသားတော်ကလေးရွယ်မြတ်သာဖြစ်ရှာသောအပါသည် မိမိတို့ဆ iam မကလေးထံတို့မကြာခဏသွားရောက်တွေ့ကြကြ။တွားတိုင်းတွားတိုင်းဥချစ်တောင်းကိုတိုင်းလိုက်ဖို့ကြောင့်မိမိတို့မှာဆ iam မကလေးဆင်းရဲဒုက္ခရောက်နေရှာသဖြင့်စားစရာနဲ့အဝတ်အစားလက်ဆောင်များတွားတိုင်းရှူသွားကြောင်းဥချစ်တောင်းကလည်းဆ iam မသုံးဆွဲစားတောင်းရန်နဲ့အိမ်လကငွေများပေးကြောင်းတို့ရတွင်သူအကြောင်းကိုဒေါခင်ငယ်ကြီးသိလျင်စိတ်ဆိုးမြင့်ထင်၍မပြောဖို့အကြောင်းများ ကလေးများဘာဝယုံကြည်စိတ်ချရမည်ထင်၍အလုံးစုံပင်ဖွင့်ဟပြောမိလေ၏ထိုသဲလွန်စားကလေးပင်လျင်တခင်မကြီးထံမှဆုလက်ကိုမျှော်ကိုတော်အစီကံမကလေး၏ကြီးစွာသောအခွင့်ရေးကြီးတရက်ဖြစ်လေရာမကြမီပင်တိုကင်ကင်ကြီးဤနာသို့ထိုအကြောင်းများရောက်ရှိသွားလေရာအမိုက်အမဲများဖြစ်သော အစီကံမကလေးတွင်သူဤမျော်လင့်ချက်အတိုင်းရွှေလက်ကောက်တစ်ဖက်ဆုအဖြစ်ရရှိသွားတော်လေတအိမ်လုံးအဖို့များမကြမီ လောင်မီးမူးကျိုးကြသည်နှင့်အများဖြစ်သောအရှိရောပုံဤတစ်ခုကြုံကြရတော့မည်ဖြစ်လေတော့သည်ဒေါခင်ငင်ကြီးမှာဤအချိန်၌တိမခံနိုင်အောင်ဖြစ်လာလေ၏နောက်နောက်ကအဖြစ်အပျက်တွေကိုစိတ်စိတ်စဉ်းစားပြီးတစ်ခုပြီးတစ်ခုသတိရလာသောအခါဥချစ်တောင်းသည်ညွတ်မေအပေါ်၌အဆက်မပြတ်နိုင်အောင်အဆွဲကြီးဆွဲ၍နေလေပြီညွတ်မေသည်ဤသို့သောပရိယေမာယာမျိုးဖြင့်ဖျားယောင်းထားသောကြောင့် တသက်လုံးရိုးသား၍တိတ်ခါတမာတိတရားနှင့်ပြည့်စုံသူမိမိခင်မွန်းတဲ့ဥချစ်တောင်းမှာကိုတိတ်ခါကိုမနှမျောပဲဤမျှဆွဲလန်းတက်မှတ်နေရလေသည်။လူကြီးတွင်မကမိမိလွယ်မွေးရသောသွေးသားများဖြစ်ကြသည့်ကလေးများပင်ရန်သူအားပြီးနောက်မိတွေကိုခင်လျက်ဖခင်နှင့်တစ်ဖက်တလန်းဆက်ပုံးခုန်နေကြသည်ကိုမပြေနိုင်မဆဲနိုင်အောင်ဒေါသမီလောင်ကျွမ်းလျက်ရှိလေ၏။ခင်အခါများကမူ လူကြီးလူကောင်းဂုံတိတ်ခါကိုငဲ့ညာကလူသူလေးပါမကြမသိရအောင်အတွင်းကျိတ်စုပူမိခဲ့ခြင်းဂျပန်မိမိဖခင်ကြီးစာဘိုးဖေကိုအကြောင်းကြားလျက်တမန်လုံသူကိုဖြောင်းပြစေခဲ့ခြင်းဖြင့်ပြီးခဲ့တော်လဲယခုအချိန်တွင်မူကလိညာများနေသောဦးချစ်တောင်၏အရှုပ်တော်ပုံများကိုဝါးဝါးပေါ်အောင်ပြုတ်ပြီးမှရဲရဲဆက်ဆက်ရှက်လက်အောင်ပြောလိုက်မည်ဟုကြံစီစိတ်ကူးကား စုလာတုပတ္တာဤရံညိုးမျိုးနှင့်တုံမုံအောက်တို့လျက်ရှိနေလေ၏တို့နှင့်နောက်တနေ့မှပင်ဥချစ်တောင်းနှင့်ကလေးများခြံထဲတွင်လမ်းလျှောက်နေကြကဲဒေါခခင်ကြီးသည်ပြုံးချိုကြည်လင်သောမျက်နှာနှင့်ရောက်လာပြီးဒါထက်ကလေးတွေလည်းခုတည်းကဆံမအသိငှားမပေးရသေးဘူးနော်ကျမတဘောကတော့အရင်ဆံမလေးကိုပဲပြန်ခေါ်ခြင်းတော့တာပဲ။ ဟုစပေးလိုက်သောအခါကလေးများမှဒေါခင်ငင်ကြီး၏ပြိယမာယာကိုမသိရှာကြသောကြောင့်အာရဝန္တာနှင့်ဟုတ်လားမမီဒါဖြင့်မြ мян ခေါ်ပါမမီရဲ့ဆ ्याम လီလီအခုအလုပ်လည်းမရှိဘူးတနာပါရယ်မမီရဲ့ဟုပြပြတလဲဝိုင်း၍ထောက်ခံကြလျာဒေါခင်ငင်ကြီးမှမသိမသာပြုံးလျက်အေးအေးမမီလည်းခေါ်မလို့စိတ်ကူးနေတာပဲဘဲနယ်တော်ကိုချစ်တောင်းဆ ्याम လီကိုပြန်ခေါ်လိုက်မယ်လီ မင်းကမကျေနပ်ဘူးဆိုလိုတာကို ကျုပ်ကတော့ဒီဆီယမလေးနဲ့ဒီကလေးတွေနဲ့သိတ်တော်တာပဲဒါကြောင့်အရင်ကလေးကမထုတ်ဖြစ်ကြမှာဘူးလူတွေကတမျိုးတမီပြောကြလို့ထုတ်ပြရတာကိုတို့ပေတဲ့ခုတော့ပြန်ခေါ်လိုက်တော့မယ်ဥချစ်တောင်းလဲအေးလေမင်းတဘောပဲခေါ်ခြင်းခေါ်တာပေါ့ခုတဘောတူလိုက်ဒီနှင်းတပြိုင်နဲ့ကလေးများမှာဆွေဆွေခုံများဝမ်းမြောက်သွားတော့ကြောင့်မမ္မီ ဒါဖြင့်မေးရုကားနဲ့ခုတော့ခေါ်ကြည့်မယ်နော်။မမီသူ့ကိုမေးရုဆက်ခေါ်လာမယ်။နောက်မှသူ့ပစ္စည်းတွေပြန်သေးခိုင်းလိုက်မယ်ဟုတ်လား။ဒါဆိုရင်ဆရာမတိတ်ဝမ်းတန်နေမှာပဲနော်။သူခမအိမ်လာကတောင်ပေးစရာမရှိရှာလို့အိမ်ရှင်အတော်ကြီးကနှင်ချမယ်တကယ်ကနဲ့မမီရဲ့ခုလိုမမီကတာအလုတ်ပြန်ပြီးမှန်းသိရင်တိတ်ဝမ်းသာသွားရှာမှာပဲအေးအေးဒါဖြင့်ခေါ်ကြည့်ကြမမီသူ့ကိုမင်းစရာတွေလည်းရှိသေးတယ် ကလေးများကလှေကားကြီးမှအပြည့်အလွှားကားပေါ်တက်လျက်ဒရိုင်ဘာကိုကြောင်မြောင်ဘက်သို့အရေးတကြီး အမောင်းခိုင်းလိုက်ကြလေတော့တည်းဟုတ်ကဲ့ပါရှင်ဆ iam မတကုံခင်ခင်လေးရဲ့ဆ iam မဆိုတဲ့ဝတ္ထုရှည်လေးကို အပိုင်းခုနှစ်အနေနဲ့ဒီနားမှာခဏလောက်ရနာခွင့်ပြုပါနော်အပိုင်းရှင်းမှာဆက်ပြီးပြန်တွေ့ကြမယ်ရှင် နားစဉ်အားပေးခဲ့ကြတဲ့သူများအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်